ထိုင်းနိုင်ငံကနေနေရပြန်ပို့ထားတဲ့မြန်မာနိုင်ငံသား16ဦးတရားမဝင်နဲ့ဆက်ဖြတ်ကျော်ပြီးပြန်လည်ဝင်ရောက်လာခြင်းချုံဖော်ခရိုင်အဝေးပြေးလမ်းမကြီးပေါ်မှာထပ်မံဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြပါဗျ။ဒီနေ့နိုဝင်ဘာလ3ရက်နေ့ကချုံဖော်အာရှလမ်းမကြီးပေါ်မှာနေတဲ့ကာဒစင်ကိုရဲတပ်ဖွဲ့တွေကမတင်ကောက်လို့စစ်ဆေးတာကနေတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသားတွေအဖမ်းခံရတာပါ။ မြန်မာနိုင်ငံသားတွေကိုစစ်ဆေးချိန်တရားမဝင်ဝင်လာတာကြောင့်အော်တိုဘလ26ရက်နေ့ကထိုင်းမလေးရှားနယ်ဆက်ဆွန်ခရာခရိုင်မှာအဖမ်းခံရသူတွေဖြစ်နေတာကိုစစ်ဆေးတွေ့ခဲ့ရတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။သူတို့ကိုအော်တိုဘလ30ရက်နေ့ကထိုင်းအစိုးရကကချင်နပ်ပူရီနယ်ဆက်ကနေတဆင့်ဖျားသုံးစုဘက်ကိုနေရပြန်လဲပို့ဆောင်ထားသူတွေဖြစ်တယ်လို့ဆိုပါတယ်။နေရပြန်ပို့ပြီး၃ရက်အကြာမှာထိုင်းနိုင်ငံကိုတရားမဝင်ပြန်ဝင်လာပြီးမလေးရှားတော့ဖို့ကြိုးပမ်းချိန်လမ်းမှာမြန်မာကတ္တမနဲ့အတူထပ်ပြီးဖမ်းဆီးခံရတာပါ မြန်မာနိုင်ငံသားတွေကိုစင်ခွန်းနယ်ဇက်ကိနာကနေမလေးရှားနယ်ဇက်ကိုပို့ပေးဖို့ပွဲစားတအုပ်ကငှားရတဲ့အတွက်ပို့ဆောင်ပေးတာဖြစ်တယ်လို့ကာသမာကထွက်ဆိုထားပါဗျ။မြန်မာကာသမာဟာအရင်ကဆောက်လုပ်ရေးလုပ်ငန်းမှာဘာသာပြန်လုပ်ကင်ဖူပေမဲ့လည်းလူပို့တဲ့အလုပ်ကဝင်ငွေကောင်းတဲ့အတွက်အဲ့ဒီအလုပ်ကိုလက်ခံခဲ့ရလို့ဖော်ပြပါဗျ။မြန်မာနိုင်ငံသားတွေကလည်းမလေးရှားနိုင်ငံကိုတွားရောက်လုပ်ကင်နိုင်ဖို့အတွက်တအူးကိုဘက်နှစ်တောင်းအကုန်ကြာခံပြီးထက်မှန်ဝင်ရောက်လာကြတယ်လို့ဆိုပါရယ်။ လက်ရှိမှာမြန်မာနိုင်ငံသားကာသမာနဲ့အတူတရားမဝင်ဝင်ရောက်လာသူတွေကိုဥပဒေအရအရေးယူသွားမှာဖြစ်ပြီးရဲစခန်းကိုပို့ဆောင်ထားတယ်လို့သတင်းတွေမှာဖော်ပြပါဗျာ။